ိခင်ကိုစိတ်ချမ်းသာစေခြင်းလို့သုသာဆုံးလေဗုဒ္ဓဝင်ပြန်ပွဲဝင်နှွေးရင်300တန်းအိမ်လေးကိုပိုင်ဆိုင်ခဲ့တဲ့မတ်အီကြဖြူပရိသတ်များအားလုံးမင်္ဂလာပါရှင်ဆယ်လီစိုက်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မိဘကိုပြုံးပျော်စေခြင်းနဲ့စေတနာကသာသမီတယောက်ရဲ့ဘဝကိုအမြင့်ဆုံးရောက်အောင်ပို့ဆောင်ပေးနိုင်ပါတယ်ဒီစကားလေးကပုံမြင်မဟုတ်ပါဘူးမျက်စိရှင်းမောင်းပါတဲ့လက်တွေ့ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရမယ့်ဇလန်လေးတစ်ပုဒ်ပေါ့ဒီမှာကတော့အားလုံးတည်ကြတဲ့သမီးလေးအလိမ္မာလေးမအေးကြဖြူပဲဖြစ်ပါတယ် မအီးကြပြုတ်ကဆင်းရဲတဲ့ဘဝကနေ3900ကျော်တန်ဖိုးရှိတဲ့တန့်အိမ်ပိုင်ရှင်ဘဝကိုရောက်ရှိလာခြင်းရဲ့နောက်ွယ်ကတွန်းအားကတော့ဒီမရဲ့မိခင်အပေါ်မှာထားတဲ့မြတ်တာတရားပါပဲ။တမီလီအီးကြပြုတ်ရဲ့မူလဘဝလေးကပြည့်စုံမှုမရှိခဲ့ပါဘူး။ကျူးကျော်ရက်ွက်တွေကမုံမလုံးလေးမလုံးတဲအိမ်လေးထဲမှာနေထိုင်ခဲ့ရတဲ့သူပါ။ဒါပေမဲ့ဒီမရဲ့စိတ်ထဲမှာအမြဲတမ်းရှိနေတဲ့စံသားတစ်ခုရှိပါတယ်။အဲ့ဒါကတော့ငါအမေကိုစိတ်ချမ်းသာအောင်ထားမယ်။ငါမိဘတွေမျက်နှာပွင့်လန်းအောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်ပါပဲ။ စိတ်ဓာတ်နဲ့ပဲသူမကဘာသာရေးစာပေတွေကိုစူးစမ်းလေ့လာခဲ့ပါတယ်။လူငယ်တဘာဝပျော်ပါခြင်းနဲ့စိတ်တွေကိုဘေးဖယ်ပြီးတော့မိခင်ဝမ်းသာဖို့အတွက်သူသားစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပါတယ်။မိခင်ဖြစ်သူကလည်းသမီးလေးဖျားစာရွတ်တိုင်းစာမီးပွဲတွေအောင်တိုင်းမှာပီတိဖြစ်ရတယ်လို့သမီးလေးကလည်းအမေပြုံးတာကိုကြည့်ပြီးတော့အားအင်တွေမွေးဖွားခဲ့ရတာပါ။နောက်ဆုံးမှတော့ဒီရွေချက်လေးကအထမြောက်သွားခဲ့ပါပြီ။ဒီနေ့ခေတ်လူငယ်တော်တော်များများကဖုန်းကိန်းနဲ့အပျော်ပါးတွေနဲ့အချိန်ကုန်နေကြ ပြီးတော့ဘာသာရေးယဉ်ကျေးမှုနဲ့မိဘကျေးဇူးဆိုတာတွေကိုမေးလျော့နေကြတဲ့အချိန်ကာလဖြစ်ပါတယ်။ဒါပေမဲ့မဲဤကြဖြူကတော့ရေးစည်းကမ်းပြိုလိုက်မသွားပဲရှွန်းနွန်တဲကကြားဆိုတဲ့အတိုင်းပဲသူမတူတဲ့လမ်းကြောင်းကိုရွေးချယ်ခဲ့ပါတယ်။ဒီမရဲ့လိမ္မာယဉ်ကျေးမှုဘာသာတရားကန်ရှယ်မှုတွေကစေတနာရှင်တွေရဲ့မျက်လုံးထဲမှာတန်ဖိုးမဖြတ်နိုင်တဲ့ယတနာတစ်ခုလို့ဖြစ်ခဲ့ရပါတယ်။ဒါကြောင့်လေကလေးချင်းတူပေမဲ့ကန့်ချင်းမတူပဲအခုလိုထူးခဲတဲ့အချင်းများမှုတွေကိုခံစားလိုက်ရတာဖြစ်ပါတယ် ကြာသေးခင်ရပိုင်းကကျင်းပခဲ့တဲ့မအီကြဖြူရဲ့အင်းသစ်တက်မင်္ဂလာပွဲကတော့တကယ်ကိုကြင်နူးစရာမြင်ကွင်းမှာပဲစေတနာရှင်တွေဆောက်လုပ်လူတန်းခဲ့တဲ့3900ဝန်းကျင်တန်ဖိုးရှိတဲ့တိုက်အင်းသစ်ကြီးပေါ်မှာအနေကစားတဲ့မင်္ဂလာအခမ်းအနားကိုစီကားတိုင်းမြိုက်စွာနဲ့ကျင်းပခဲ့ပါတယ်။ထူးခြားတာကဒီပွဲကိုပရိသတ်တွေကြီးညိုရတဲ့ကိုရင်လေးရှင်အုဒ္ဓမသာရကိုရင်ကြွရောက်ချီးမြှင့်ပေးခဲ့တယ်လို့ဆရာတော်တန်ဃာတော်ရင်းရဲ့မြတ်တာပို့သတန်တွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။မအီကြဖြူကလည်းသူမရဲ့အောင်မြင်မှုကိုတယောက်တည်းစံစား ာမျိုးမဟုတ်ပဲကြွားရောက်လာတဲ့အပရိသတ်တွေအလုံးကိုစတုတီသာကြွေးမွေးပြီးတော့ကုသိုလ်ပြုနိုင်ခဲ့ပါသေးတယ်။အိမ်တကြီးထဲမှာပြုံးပျော်နေတဲ့မိခင်ဖြစ်သူရဲ့မျက်နှာကိုမြင်ရတာကမဲအီကြဖြူအတွက်တော့တန်ဖိုးအကြီးဆုံးဆုလက်ကြီးတစ်ခုပါပဲ။ အေးကြဖြူရဲ့ဖြစ်ရက်ကသက်သေပြလိုက်တာတခုရှိပါတယ်။ဖရာတရားတန်ကမိဘဆေယားဆိုတဲ့အနန္တောအနန္တာ၅ပါးကိုမမေ့မလျော့ပူဇော်တဲ့သူဟာဘယ်တော့မှနှိမ်ကြမသွားဘူးဆိုတာပါပဲ။စင်ရနွန်ဖားတဲ့ဘဝကနေအိမ်ပိုင်ရပိုင်ဘဝကိုရောက်ရှိသွားတာကတိုက်ဆိုင်မှုမဟုတ်ပါဘူး။သူမရဲ့ကောင်းမွန်တဲ့စိတ်ထားနဲ့လောရက်တွေရဲ့အကျိုးပေးပဲဖြစ်ပါတယ်။ကဲပရိသတ်ကြီးမိခင်ကိုစိတ်ချမ်းသာစေခြင်းနဲ့စိတ်တခုတည်းနဲ့စူးစမ်းရင်းနဲ့ဘဝတစ်ခုလုံးပြောင်းလဲသွားခဲ့ရတဲ့မအီကြဖြူကိုကြည့်ပြီးတော့ ဘလို့ခွန်အားတွေရမိလဲ။လိမ္မာတဲ့သားသမီးဟာမိဘအတွက်ယရနာပါပဲဆိုတဲ့စကားကိုလက်ခံကြရလား။ပရိသတ်ကြီးရဲ့ဝမ်းသာပြီးတဲ့စကားတန်လေးတွေကိုမှတ်ချက်ပဲရေးသားခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။